လိုဒီနေ့မှာတော့ထိုင်းမှာဈေးကြီးပေးဝယ်စားနေရတယ်ထိုင်းလိုအခေါ်ခိုက်ခရော့မြန်မာလိုစားဘဲဥမာလုံနေလို့လောပြပေးပါမယ်ရှင်။ရှာဝယ်စားရခက်ပြီးလောရအရန်လွယ်လို့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်လိုက်ကြရအောင်နော်။စားဘဲဥမာလို့ဖို့အတွက်လိုအပ်တာကတော့လက်ဆက်တဲ့ဘဲဥနဲ့စားတဲ့နှမျိုးရှိရင်ကိုလှုပ်လို့ရပါပြီနော်။အရင်ဆုံးနေနေကတော့ဝယ်လာထားတဲ့ဘဲဥတွေကိုတန့်ရှင်းသွားအောင်စေကြောပေးရပါမယ်ပေါ့နော်။တိတဲ့အတိုင်းပဲဘဲဥတွေကအပြင်မှာအရန်ပေတက်တော့ပေါ့နော်။ရှင်းနိုင်ရင်တော့လက်ဆက်တဲ့ဘဲဥလေးတွေကိုသုံးပေးပို့ကောင်းပါလေရှင်။ဆိုလိုတာကတော့ဘဲမဖျန်နေချက်ချင်းထွက်လာတဲ့ဥကိုမဆိုလိုပါဘူးနော်။လက်လက်ဆက်ဆက်ရှိပြီးတော့ဒိတ်မအောင်မပုတ်သေးတဲ့ဘဲဥကိုပြောချင်တာပါရှင်။ဒီနေ့မှာတော့စားဘဲဥ၆မှာလှုပ် င်တာဆိုတော့စုစုပေါင်း12လုံးသုံးထားပါတယ်ရှင်။ဆိုရင်တော့ဘဲဥတဲ့အားလုံးစေကျော်ပြီးသွားပြီးဆိုတာနဲ့သူ့ကိုခွဲထုတ်ပါမယ်နော်။ခွဲတဲ့အခါကျရင်လည်းဘဲဥရဲ့3ပုံ3ပုံထိပ်ပိုင်းလေးပဲခွဲထုတ်ပါမယ်နော်။ပြီးတာနဲ့အခွန်မပြစ်ပါဘူးရှင်။ပုံမှန်ဘဲဥတွေကြော်စားသလိုမျိုးအခွန်နှစ်ချမ်းမခွဲပါဘူးနော်။ဒီနေ့မှကစားဘဲဥလုံးမှမလို့အတက်နိုင်ဆုံးထိပ်ပိုင်းလေးတွေကိုခွဲပြီးတာနဲ့အနစ်မကွဲအောင်လုပ်ရပါမယ်နော်။ဒီထားခွဲနေတဲ့တော့မှအနစ်ကတလုံးကိုပေါက်ဖြစ်အောင်ပေါက်သွားတယ်။ဆိုရင်တော့စားဘဲဥစားလုပ်ဖို့အတွက်ရေတန်း1000မီလီသုံးပေးပါမယ်ရှင်။1လီတာပေါ့နော်။ပြီးသွားတာနဲ့စားကိုထမင်းစားစုံနဲ့ငါးစုံသုံးပေးပါမယ်ရှင်။အချိန်စားတော့ကိုဘဲဥအနေအများပေါ်ပေါ်မူတည် တော့အမျိုးမျိုးပြောင်းလဲလို့ရပါတယ်ရှင်။တစဉ်ကတော့12လုံးဆိုတော့ဗောနော်6မွာဖြစ်ဆိုတော့ဒီလောက်အနေထားသုံးထားပါတယ်ရှင်။ပြီးတော့အဲ့အားလုံးကိုရောသမမွေနေအောင်ရေနဲ့စားနဲ့ကိုရောမွေပေးလိုက်မယ်နော်။ဒီနေရာမှာကိုကပော့ပော့စားတာလားနည်းနည်းငန်စားတာလားဆိုတော့ရေကိုအတိုးလျှော့လုပ်လို့ရတယ်စားကိုအတိုးလျှော့လုပ်လို့ရပါတယ်နော်။အားလုံးပြီးသွားပြီဆိုတာနဲ့အနစ်ကိုစားရေစိန်ဖို့အတွက်လက်ကိုဆင်အောင်အရင်ဆုံးဆေးပေးရမယ်နော်။ပြီးတာနဲ့အနစ်နဲ့အကာနဲ့ကိုခွဲပေးပါမယ်ရှင်။ဒီနေရာမှာကိုခွဲတက်တဲ့လိုမျိုးခွဲဖို့နော်အဆင်ပြေတယ်လို့လုပ်လို့ရပါတယ်ရှင်။အဓိကကတော့ဒီကအဖြစ်ဖြူအကာလေးဗောနော်မပအောင်တတိထားပေးရမယ်ရှင်။အနစ်တစ်မျိုးပဲယူမယ်နော်။ ပြောရင်းဆိုရင်လည်းအနှစ်ကကွဲပြီးတော့ဈေးဥပေါက်သွားပြန်ပြီနောက်တစ်လုံးဒီနေ့မှာတော့ဘဲဥ12လုံးလုံးမယ်ဆိုပြီးတော့10လုံးပဲကျန်ပါတော့တယ်နော်အသက်နိုင်ဆုံးမကွဲအောင်တတိထားပေါ့နော်ဒီနေ့ရမှာဘဲဥမဟုတ်ဘဲနဲ့ကြက်ဥရောလုံးလို့မရဘူးလားဆိုတော့လုံးလို့ရပါတယ်ရှင်ဒါပေမဲ့ကြက်ဥနဲ့ကကွဲနိုင်ချေပို့ပြီးတော့များပါတယ်နော်ဘဲဥတော်မှအခုလိုမျိုးကွဲတက်တယ်ဆိုတော့လေကြက်ဥရဲ့အလွာကပို့ပြီးတော့ပါပါတယ်ရှင်စားဘဲဥဖြစ်တာကြောင့်ဘဲဥနဲ့လှုပ်တာကပို့ပြီးတော့စိတ်ပြီးတော့ပို့ပြီးတော့စားကောင်းပါတယ်ရှင်ကြက်ဥထက်ဆိုင်ရင်ပေါ့နော်အခုလိုမျိုးစားဘဲဥအတော်အနစ်တွေတုံးပြီးသွားတာနဲ့ကြက်နေတဲ့အကာတွေကိုပြည့်စရာမလိုပါဘူးနော်သူ့ကိုကြော်စားတာပဲဖြစ်ပေါင်းစားတာပဲဖြစ်အမျိုးမျိုးပြန်ပြီးတော့လှုပ်စားလို့ရပါတယ်နော် ော်ဘဲဦးနှစ်တွေအလုံးစားရည်ထဲထည့်ပြီးသွားတာနဲ့အနည်းဆုံး2နာရီကြောင်စိန်ထားပေးရမှာမယ်နော်ငငန်လေးစားချင်တဲ့သူတွက်ဆိုတော့၄-၅နာရီလောက်စိန်ပေးရပါမယ်ရှင်ဘဲဦးနှစ်စားရည်စိန်ဆောင်နေတဲ့အချိန်မှာအခွန်လေးတွေကိုရွေးထုတ်ပါမယ်ပေါ့နော်ချွချွန်ဖြစ်တဲ့ဟာတွေမသုံးပါဘူးဖြစ်ခက်လလုံးဖြစ်တဲ့ဟာတွေပဲသုံးပါပေါ့နော်ဒီနေ့မှာတော့စားဘဲဦးငါးမွာလုံးမှာပေါ့နော်ဒါမှမဟုတ်လည်းပူပူလိုလိုအားဖြင့်၆လုံးဖယ်ထားလိုက်ပါတယ်ရှင်ပြီးသွားတာနဲ့ဘဲဦးရဲ့ထိတ်ဝလေးတွေကိုပို့ပြီးတော့ကျဲသွားအောင်လို့ကကြီလေးနဲ့ညက်ပေးလိုက်မှာပေါ့နော်ဒီထိတ်ဝလေးတွေကလေလုံးဝရှတ်တတမဖြစ်အောင်ပေါ့နော်အတက်နိုင်ဆုံးတက်တက်ရက်ရက်လေးဖြစ်အောင်ညက်ပေးလိုက်ပါမယ်ရှင်အားလုံးညက်ပြီးသွားတာနဲ့ဘဲဦးရဲ့အသွင်းသား ားတွေကိုဆင်အောင်ဆေးပေးရပါမယ်เนาะအသွင်ထဲမှာရှိတဲ့ဒီကအချွဲတွေအမြင်အဖြူလေးတွေပေါ့เนาะအဲ့ဒါကိုကုံအောင်ထုတ်ပေးရပါမယ်ရှင်မဟုတ်ဘူးဆိုရင်ဘဲဥပောင်းတဲ့ခါကျရင်ပေါ့เนาะကွဲတက်ပါတယ်ပြီးတာနဲ့မလောက်ဘူးပေါ့เนาะခွာတဲ့ခါကျရင်အဖြူဖြူလေးတွေပါလာလို့ပါရှင်ဆင်အောင်ဆေးပြီးသွားတာနဲ့ဘဲဥခွန်တွေကိုမောက်ပြီးတော့အချောက်ခံထားပေးရပါမယ်เนาะဒါလေးကတော့စားဘဲဥနဲ့အတူတွဲစားဖို့အချင်းလေးတုတ်ပါမယ်เนาะစက်သွန်နီစက်သွန်ဖြူငရုတ်ဒီစိမ့်တမယာတီပါပါမယ်ရှင်အရင်ဦးဆုံးအနေနဲ့ကတော့စက်သွန်ဖြူကိုပပလေးလီးမှာပေါ့เนาะဒီကစီချက်လိုမျိုးလေးအကွင်းကွင်းလေးလီးမယ်ပြီးသွားတာနဲ့စက်သွန်နီကိုလည်းခပ်ပပလေးလီးထားလိုက်မယ်เนาะပြီးတာနဲ့ပကံထဲမှာ ပဲအကလုံးရောထဲမှာရှင့်ငရုတ်တီစိမ်းကိုလည်းခပ်ပပလေးလီးမှန်ပေါ့နော်ဒီနေရာမှာအယောင်လေးလာဖို့အတွက်ငရုတ်တီစိမ်းကိုအစိမ်းနဲ့အနီနဲ့နှမျိုးသုံးထားပါလေရှင့်အဆက်စားနိုင်တော့ပို့ထဲပေါ့နော်ပြီးသွားတာနဲ့တမရတီးကိုအေးရွှွှွှွှန်းအလုံးခက်ကြီးကြီးလေးတလုံးသုံးပါမယ်ရှင့်အကလုံးကိုရောညက်ထဲလိုက်မှာပေါ့နော်ပြီးသွားတာနဲ့ရေတန့်တစုံထဲမှာပြီးတာနဲ့ငံပြရေတစုံထဲမှာနော်ငံပြရေပါလို့ဆိုပြီးတော့မငံပါဘူးပေါ့နော်သူကချက်ချင်းဆက်ဆက်လေးဖြစ်နေပါမယ်ရှင့်စားဘဲဦးနဲ့တွဲစားရင်တော့အရန်ကိုလိုက်တဲ့အချင်းတုတ်လေးပေါ့နော်ထမင်းပူပူနဲ့ဆိုကွက်တီးအခုဆိုရင်တော့အချိန်အားဖြစ်တာနှစ်နိုင်ပြည့်သွားပြီဆိုတော့သူစင်တို့ကဟောဒီက ဘဲဥအနစ်တွေကိုဟောဒီထဲမှာအမွာဘူးလှုပ်ထဲပါတော့မယ်နော်အခုဆိုရင်တော့အခက်ခဲဆုံးချိန်ဖြစ်တဲ့ဘဲဥအစာသွတ်မှာပေါ့နော်အခုလိုမျိုးအနစ်ကိုစောင်းထည့်ပေးရပါမယ်ရှင်ဘဲဥအခွန်ကို45ဒီဂရီစောင်းမိတာနဲ့ပထမအနစ်တစ်ခုထည့်မယ်ပြီးသွားတာနဲ့နောက်ထပ်ဒုတိယအနစ်တစ်ခုကိုထပ်ထည့်ပြီးတော့အခုလိုမျိုးပုံစံလေးဖြစ်နေအောင်လှုပ်ပေးရပါမယ်ပေါ့နော်စိတ်ရှိရှိနဲ့လှုပ်ပေးရပါမယ်ရှင်အနစ်မကွဲအောင်ပေါ့နော်စားရည်နဲ့နဲ့ပါသွားလဲဘာမှမဖြစ်ပါဘူးနော်အခုဆိုရင်တော့ဘဲဥ အနစ်အမွာဘူးလေးတွေလောက်ပြီးွားပြီဆိုတော့သူ့ကိုပေါင်ဖို့အတွက်အရင်ဆုံး15မိနစ်နိုင်ဘွားလောက်ခဏထထားလိုက်မယ်เนาะခုလိုမျိုးချက်ချင်းတမ်းမပေါင်းဝင်နဲ့နှက်ထားခြင်းအဖြစ်ပေါ့နော်ဘဲဦးအယောင်လေးပို့လာတယ်တင်းတင်းလေးနဲ့ပို့ပြီးတော့စားကောင်းပါတယ်ရှင်ဆိုရင်တော့ရင်နွေးကိုစူအောင်အရင်ဆုံးတည်ပေးလိုက်မယ်เนาะရင်နွေးစူပြီးဆိုတာနဲ့မီးကိုအလဲအလက်လောက်ပြန်ထားပြီးတာနဲ့စပေါင်လို့ရပါပြီရှင်နေရာမှာဂက်ရှ်မီနဲ့ပေါပေါင်လက်စစ်အိုနဲ့ပေါင်ပေါင်ဒါမှမဟုတ်မီသွေးမီနဲ့ပေါင်ပေါင်ပေါ့နော်အဓိကတော့မီးကိုအလဲအလက်လောက်နဲ့ပေါင်ပေးဖို့လိုပါတယ်เนาะနေရာမှာမီးပြင်းနဲ့ပေါင်လို့မရပါဘူးเนาะမဟုတ်ရင်တော့ဘဲဦးတွေကွဲပြီးတော့တစ်လုံးမှစားလို့ရမှာမဟုတ်ရှင်ခုဆို ဆိုရင်တော့မီးအလဲအလက်လောက်နဲ့9မိနစ်လောက်ပောင်းထားလိုက်ပေါ့နော်ရတာနဲ့ချက်ချင်းအယောင်ကတန်မလှပါဘူးပေါ့နော်သူကတဖြည်းဖြည်းအေးသွားတာနဲ့အယောင်လေးကတက်လာပြီးတော့ပို့ပြီးတော့စာချင်းစရာကောင်းပြီးတော့အယောင်လလလေးဖြစ်လာပါတယ်ရှင်ဘဲဝနစ်တွေစာရည်စိန်ချိန်မှာအကအဖြူလေးတွေကိုဆင်အောင်မလုပ်ဆိုရင်တော့ခုလိုမျိုးပောင်းတဲ့ခါကျအဖြူဖြူလေးတွေပါတက်တော့ပေါ့နော်ဒီတလုံးကတော့အလဆုံးပဲရှင်လုံးဝရောင်တန်းဝင်တဲ့အလုံးလေးပေါ့နော်အယံလှပြီးတော့စာချင်းစရာကောင်းတယ်ခုဆိုရင်တော့ထိုင်းတောင်ပိုင်းဒေသကစားစရာတစ်ခုဖြစ်တဲ့စာဘဲအမွာလေးတွေရပါပြီရှင်လောက်ရလည်းမခတ်ပါဘူးเนาะဒါဆိုရင်တော့ဆန်ပြီးတော့ခွဲကြည့်လိုက်ရအောင်เนาะဒီမှာကြည့်ပါအောင်ပူနေမှန်းသ တိနဲ့ကိုခွဲနေတာပေါ့နော်ကြည့်လိုက်ပါဦးကိုလိုချင်တဲ့အယောင်တိုင်းတစ်ထပ်သေးကြတာပေါ့နော် လုံးဝကိုလိမ်ပေါ်ရောင်တတန်လေးနဲ့ခုလိုမျိုးစာဘဲကိုလှုပ်စာတဲ့ခါကျရင်လေအသွင်းသားတညိတဲ့ကြက်သွားရင်လေလုံးဝစားမကောင်းပါဘူးပေါ့နော်ခုလိုအနေထားဆိုရင်စိတ်စိတ်လေးနဲ့အသွင်းသားအီအီလေးနဲ့ပေါ့နော်အရသာလေးကလည်းငန်ကြည့်ငန်ကြည့်လေးနဲ့အရန်စားကောင်းပါလေရှင်အဲ့ဒါကိုမှခုလိုမျိုးအချင်းတုံးနဲ့တွဲစားလိုက်အရန်ကိုလိုက်တယ်ပေါ့နော်ထမင်းပူပူနဲ့ဆိုရင်တော့လုံးဝကွက်တိပဲရှင်ခုလိုမျိုးခိုက် crock စာဘဲဦးအမွာလေးတွေကိုများသွားဖျားတော့အရွက်တုပ်လေးတွေအချင်းတုပ်လေးတွေဒါမှမဟုတ်ဘူးဆိုအချင်းရင်ဟင်းလေးတွေထမင်းပူပူလေးတွေနဲ့စားကြတာပေါ့နော်အဓိကကတော့ तू ကတော့ပြော မယ်ဆိုရင်ထိုင်းတောင်ပိုင်းဒေသကစားစရာတခုရှာဝယ်စားရအရန်ခတ်တဲ့ထိုင်းမှာတော့လေဈေးကြီးပေးဝယ်စားရတယ်။ဘာကြောင့်လဲဆိုတော့ तू ကလေလှုပ်ရတော့မခတ်ဘူးရှင်။ဒါပေမဲ့အချိန်ပေးလှုပ်ရတဲ့အတွက်ပေါ့နော်တော်ရုံတယုံလူတွေကမလှုပ်ကြဘဲနဲ့ဝယ်စားကြတာများတယ်။အဲ့ဒါကြောင့်မလို့ဈေးကြီးပေးရတာ။အချိန်နဲ့နိုင်လောက်ပဲနှက်ထားတဲ့စားပဲဥတွေဆိုရင်တော့ခုလိုမျိုးအကြီးအကြီးလေးနဲ့တမျိုးထဲနဲ့စားရင်တော့မှဖြစ်ပါတယ်နော်။ဒါပေမဲ့အချင်တုပ်လေးတွေနဲ့စားရင်တော့ပိုကောင်းပါတယ်ရှင်။တမျိုးထဲကနည်းနည်းတော့ဤတက်ပါတယ်နော်။ဒါကိုအထောင်းတို့ spice တို့နဲ့တွဲစားလဲအရန်ကိုလိုက်ပါတယ်နော်။တစဉ်ကတော့အချင်တုပ်လေးနဲ့စားရတာအကြိုက်ဆုံးပဲရှင်။ထမင်းပူပူလေးကမရှိတော့လို့မစားပြတော့ဘူးပေါ့ ောနော်โอเคသတင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုကြမှာပဲသတင်းအားဘာတွေချက်ပြဆန်းပြစာပြမလဲဆိုတာကြည့်ရှုရပေးကြပါတော့အားလုံးပဲတတ